ခေဆိုးဤတာမကြုံခဲ့ရင်ဘေးနားအပေါင်းဖော်တွေကိုမိတ်ဆွေကောင်းနေလို့ထင်မိနေဦးမှာခေဆိုးဤတာမကြုံခဲ့ရင်ကို့အနာဂတ်ကိုဖျက်မိတယ်လို့ထင်မိနေဦးမှာခေဆိုးဤတာမကြုံခဲ့ရင်ယာရုကုံသိစည်းစိမ်တွေဟာကိုဆောင်ထင်းရင်မြဲတယ်လို့ထင်နေဦးမှာခေဆိုးဤတာမကြုံခဲ့ရင်လည်းဗလာကြီးတွေကလည်းတမ်းပါတယ်ထင်ပြီးတော့အားကြနေဦးမှာခေဆိုးဤတာမကြုံခဲ့ရင်စွန့်လွတ်တာနဲ့စွန့်စားတာကိုချော်လေးရောထိုင်နေတဲ့သူတွေနဲ့ရောပြီးတော့မြင်နေဦးမှာ ခေစိုးဤတာမကြုံခဲ့ရင်တော့လေတောင်းမမြေပြန့်ကိုချင်းစာတရားကိုလေဇားစကားနဲ့ညံမီတလောက်တွေးနေရအောင်မှာခေစိုးဤတာမကြုံခဲ့ရင်တော့လေလောစပီကာဖွင့်ရွှေတွေတီးအောင်ဝေ့ပြပြီးတော့မှဘုတ်တပွဲကျွေးတော်ကိုလေအလူကြီးပြီးတဲ့ထင်းနေအောင်မှာအလူကြီးပြီးတဲ့ထင်းနေအောင်မှာပေါ့ခေစိုးဤတာမကြုံခဲ့ရင်တော့လေတသက်လုံးဥညွန့်ခဲ့ရတဲ့သူတွေကိုလေလေးစားစရာကောင်းတဲ့သူတွေလို့ထင်နေမိတယ်မှာ ခေစိုးဤတာမကြုံခဲ့ရင်လေဝိတမလောဘစီးပွားရေးတမားဆိုတာဘလိုလူမျိုးလဲဆိုတာတီးခွင်ရခြင်းမှာရအောင်မှာခေစိုးဤတာမကြုံခဲ့ရင်တော့လေတတိရှိတဲ့သူတွေနဲ့မယူရဲဆန္ဒတွေကိုခွဲရခတ်အောင်မှာခေစိုးဤတာမကြုံခဲ့ရင်အမားကိုအမှန်တင်ဓမ္မနဲ့အရမကိုခွဲကြတိမြင်နိုင်မယ်မထင်တကယ်ပါပဲအခုလိုတွေးမြင်ခဲ့ရတာလေခေစိုးဤကြုံခဲ့ရလို့ပေါ့ကဲခေစိုးဤ လူတွေအကြောင်းကိုလည်းသိခဲ့ပြီးလောကရန်ကိုလည်းစာဖွဲ့နိုင်ပြီသစ္စာမေတ္တာချစ်တာတွေကိုလည်းနားလည်ပြီစွန့်လွန်စွန့်စားအနစ်နာခံခြင်းတရားနဲ့ကိုကျင်းစာတရားတွေကိုလည်းမြင်ရပြီမလို့လဲမင်းလည်းဏီကုန်းချုပ်အဆုံးသတ်တယ်မီအစိုးရပြီးရင်အကောင်းတွေတက်လဲမလို့လဲငါတို့တွေကိုလည်းအလှည့်ပေးတယ်မီညှော်လင့်ထားသောအနာဂတ်စီပေါ့ကွာ